အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အစားအတာကျွန်တော် Chelsea ဘွဲကိုတော့ကျွန်တော်မနှက်ချင်မနှက်မှာပဲအစောပိုင်းအေးစစ်စစ်တင်တော့မလို့ပဲဒါပေမဲ့လက်ရှိမှာဒါကျွန်တော်ပလုံးဝင်သွားဖို့တော့ဒါကျွန်တော်တို့အချိန်ချီတော့အချိန်လေးတစ်ခုရသေးတယ်ပေါ့နော်ဒါကျွန်တော်အနေနဲ့မနှက်ချင်မနှက်ချင်တော့ Manchester City ဘွဲတင်ပါမလို့ဒါဒီ video City ပြည်သက်များကြည့်နေကြတယ်ကျွန်တော် City ပြည်သက်ကိုဒါ City ဘွဲကိုဒါကျွန်တော် အပြစ်မကြည့်ဖြစ်လိုက်ဘူးဒါကျွန်တော်အနေနဲ့လီဗာပူးနဲ့ချက်စီပွဲစဉ်ကိုအပြစ်ကြည့်ပြီးတော့ဒါပေမဲ့ကျွန်တော်စီတီကလည်းအပြစ်နိုင်သွားတယ်ကျွန်တော်မကြည့်ဖြစ်လိုက်အဲ့တော့ highlight ပြည့်ကြည့်ပြီးမှပဲကျွန်တော်တစ်ချက်ပြန်ပြောတော့မယ်အခုလက်ရှိမှာတော့ဒါချက်စီပွဲကိုကြည့်ပါဘောနော်အဲ့တော့ချက်စီတင်နေဒီနေ့ပွဲစဉ်မှာပြောရမယ်ဆိုရင်တော့မမားတင်နေအမားပေါ့ဗျာမမားတင်နေအမားကိုသွားမှားတယ်လူပဲဆိုရမယ်သဘောရှိပါတယ်အဲ့တော့မမားတင်နေအမားမှာဒါချက်စီအသင်းက Brighton အသင်းကိုဒါကျွန်တော်တို့တို့အနေနဲ့အနီးကပ်ပေးလိုက်ရတယ်အေးပေါ့ ဲ့အလုံးကကျွန်တော်အနေနဲ့ pass နေကျွန်တော်ရဲ့အမြင်မှာအနီကပ်ဟုတ်မနေဘူးလို့ကျွန်တော်နေတာ Chelsea ဘက်ကိုကျွန်တော်လိုက်ပြီးပြောတာမဟုတ်ဘူးနော်ဒါ Dialogy အနေနဲ့ဒါ VAR ပြန်သွားကြည့်ဒါ Dialogy ရဲ့ကွင်းထဲက Dialogy ရဲ့ပနာမဆုံးဖြတ်ချက်ကမှန်တယ်လို့ကျွန်တော်အနေနဲ့100%ယူဆတယ်ခင်ဗျားတို့ကျွန်တော်ဒီနေရာမှာတွေ့ချင်မှာဒါပေမဲ့ခုန Last man defender ဖြစ်တာကို goal scoring opportunity ကိုပိတ်ပင်တာအကြောင်းမလို့ဒါကြောင့်အနီကပ်ပေးလိုက်တယ် Okay နာဖောင်းကတော့မပြင်းတော့ဒါပေမဲ့တစ်ဖက်သင်းရဲ့ဂူသွင်းဝင်ရနိုင်တဲ့အခွင့်အရေးတစ်ခုကိုအမှန်တမ်းပြောမှဆိုဟိုကောင်းတယ်လေပါတဲ့ကျွန်တော်တို့ဒါရှာလူပိုက်ရဲ့6တောက်ကြားတဲ့ကိုထည့်ချလိုက်တယ်မှာကျွန်တော်တို့ဒါချော်လဲသွားတယ်ပေါ့နော်အမှန်တမ်းပြောကျွန်တော်မပေးဘူးတော့ထင်တာဒီကောင်ကဝါကပ်ပေးမယ်တော့ဒါမဟုတ်ပြအနီးကပေးချာโอเคအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ထုံးကန်နိုင်မယ် Enzo Moresca ရဲ့อืมဘယ်လိုပြောရမလဲ န်ဇိုမိုရက်စကာရဲ့ကြောက်စိတ်ကဒီနေ့ပွဲစဉ်မှာအန်ဇိုမိုရက်စကာကိုပဲထပ်ပြီးတက်လာလို့ပဲပြောရမှာတမပါတယ်ဒီနေ့ပွဲစဉ်မှာဒါ Chelsea ရဲ့ဒါ knock down ဟောတာကျွန်တော်တို့ခံစစ်ပိုင်းကိုတသင်းလုံးတတော်လေးအမှားများတယ် Reese James ကဒါတိုက်စစ်ပိုင်းမှာတန်ပူပြန်ထိန်းနေကြတော့ဒါသိပြီးမပြောလို့ပဲမယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Chelsea အသင်းရဲ့ကွင်းလယ်ပိုင်းဆိုင်ရာကလွင်ဘာမှသိပြီးမတွေ့အောင်ပြီးတော့နောက်တစ်ခါ ်အဲဆိုဝက်စ်ကသူစိတ်ကြိုက်ဝယ်ယူထားတဲ့ကစားသမားမဟုတ်ဘူးဆိုရင်အဲ့ဒီကစားသမားကိုမတုံးတဲ့ဆောက်ကျင်ကိုပြင်မရမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပါစတယ်ပြောမယ်လို့ရှိမှာဒီနေ့ပွဲစဉ်မှာဆိုတာကျွန်တော်ပွဲပြီးသွားတဲ့အထိအလာဟန်ဒိုကာနာချိုကိုလုံးဝမတုံးသွားခဲ့တာကိုတွေ့ရမယ်။ဒါလက်ရှိမှာတော့ကျွန်တော် bench မှာ Tyree George ကိုလည်းဒါမတုံးသွား။အဲ့တော့ဒီနေ့ပွဲစဉ်မှာ Chelsea အသင်းနဲ့ဘာဖြစ်ချင်နေမှမသိတဲ့ဆန်ဆန်ကိုတွေ့ခဲ့။အဲ့တော့ဒီနေ့ပွဲစဉ်မှာ Chelsea အသင်းနဲ့ဒါအမှန်တမ်းပြောမယ်ကိုယ့်ရဲ့ကောင် အချက်စီးဒါဝမ်းစီးနဲ့ပထမအောင်ကေဒါ brighter minute ရှေ့ဘက်ကကိုလေးလုတ်တာဒီတစ်ပတ်တော့ဒါ brighter ပြန်ခံ VC ချင်းပေးလိုက်တဲ့ဘောလုံးကိုတော်တော်လေးကိုလှပတယ်ပေးပို့မှုကဒါ Enzo Fernandez style ပါ Okay အဲ့ဒါဆိုတော့ Chelsea က three အိမ်ဝင်တဲ့ဘောကော်တယ်အဲဒါလုံးဝမထင်ဘဲနဲ့ Shalouba နီးကပ်ရသွားတယ်ပွဲရဲ့တန်ဖိုးလုံးဝချင်းချသွားတယ်ပြီးရင်ဒါကျွန်တော်တို့နီးပြအနေနဲ့ဒါ Andrew Santos ကိုထုတ်ပြီးတော့ဒါအချက်မွန်တဲ့ အဲ့တော့ဒီနေရာမှာဒါဒီတစ်ခေါက်တော့ကျွန်တော်အရင်တော့က United နဲ့ပွဲစဉ်နဲ့မတူတဲ့ဥစ္စာမျိုးတခုကိုကျွန်တော်လက်ခံတယ်။ဘာလို့လဲဆိုတော့ခုနကပြောတော့1-0ဆိုတဲ့ရလက်ကိုထိန်းနေတဲ့ကြောင့်သူတို့နေနေတာ။ဒါပေမဲ့ပြန်စစကြည့်အောင်လက်ရှိမှာဒါကျွန်တော်တို့ထွက်သွားတဲ့အချိန်မှာ54မိနစ်ပဲရှိကြောင်းမို့တစ်ဖက်ကတော့တိုက်ပါပဲ။ပြီးတစ်ဖက်မှာဒါကျွန်တော် first phase ဖြစ်တဲ့ဒါတိုက်စစ်မှုတွေပါတဲ့နေရာမှာတော်တော်လေး impact ကြီးမှဆိုသိရမှာတော့ပေါ့။ဒါပေမဲ့ပြန်ကြည့်အောင်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်နောက်ဆုံးသွင်းသွားတဲ့တွင်ကိုဘယ်နေရာပဲကြည့်ကြည့် Chelsea ရဲ့ခံစစ်ကပေါ်ရုံမှုတွေကိုတွေ့ရတယ်။ ီနေရာမှာနောက်တစ်ခုဒီနေပြောရမှာဆိုတော့ကူကူရဲလာကလည်းအရင်တော့ကကူကူရဲလာရင်တော်တော်လေးကိုကွာလာတွေ့ရမှာအရင်တော့ကူကူရဲလာ defensive ဘက်မှာတော်တော်လေးကိုအားတန်ခဲ့တဲ့နေသားမှရှိရမှာအဲ့တော့ဒီနေ့နောက်တစ်ခုဒီနေထပ်ပြီးတွေ့ဆုံပြီးစဉ်းစားရမယ်ဆိုတော့ချက်စီးတဲ့ဘာဒီများဖြစ်နေလဲဒါကျွန်တော်လက်ရှိဒါပူပူလောလောဒါကျွန်တော်တို့ လင်ကွန်းဘောအေးဘောတို့ကလင်ကွန်းလာဟုတ်တယ်လင်ကွန်းကိုတို့ဒါနောက်ကျသွင်းကုန်နေနိုင်ခဲ့နောက်ကသွင်းပြီးလိုက်ခဲ့တာမှတ်ပေမဲ့ဒီကျွန်တော်တို့ဒါပရီးမီးယားလိမှာနှစ်ပွဲဆက်ရှုံးပြီဒါကျွန်တော်ချန်ပီယံလိမှာရှုံးတာပဲအဲ့တော့ရှုံးခဲ့တဲ့ပွဲစဉ်အကုန်လုံးကိုကြည့်တိုင်းရတယ်ကျွန်တော်တို့ဂိုးတွေတောက်လျှောက်ပေးခဲ့ရတယ်နားပါကျွန်တော်ဂိုးနဲ့အထက်တီးကြီးပဲပေးထားခဲ့အဲ့တော့ခန်ဆယ်ပိုင်းမှာဆိုရင်တော့ချက်စီအစ်တင်နဲ့တို့ဘာဖြစ်ချင်လဲဆိုတော့တို့ကောင်းကောင်းသိဖို့လိုတယ်ပြီးတော့အန်ဆိုမရက်စ်ကတခုခုဖြစ်မှာတခုခုထပြောင်းတဲ့စောင့်ကျင်ကိုပြင်ဖို့လိုတယ်အသင်းတွေဒါကျွန်တော် norm တခုနဲ့မှလက်ရှိမှာကိုက်စီဒိုကိုနိုင်ကလည်းခန်ဆယ်အားတန်ကစားသမားမလို့ကိုက်စီဒိုဒီနေရာမှာ squeeze ပြန်လုပ်ပြီးပြန်ပြီးတုံးလို့ ့ရတဲ့ movement တွေရှိတယ်။ဒါပေမဲ့ Enzo Morales ကကိုယ်တိုင်ကတော်တော်လေးကိုပြောစရာဆိုစရာဖြစ်လာခဲ့တယ်။ဒါပေမဲ့ခုနပြောသူပဲဒါပြည်သက်တွေကလည်းလက်ရှိမှာနီးပြကူဒါကျွန်တော် super fly ယူပေးထားတဲ့နီးပြဖြစ်တဲ့ကြောင့်အကုန်လုံးတော့တီးခံပြီးတယ်ဒါပေမဲ့လက်ရှိမှာကျွန်တော်အမြဲတမ်းပြောနေလို့ပဲဟိုတလောကလည်းပြောခဲ့သူပဲချက်စီအစ်တင်မှာဒါကျွန်တော်တာမန်ဆိုတဲ့ကစားသမား level တအားများနေတယ်အခုလိုအခြေအနေမျိုးဆိုပူဆိုးတယ်ဒါအခုတချို့ moment တွေမှာဆိုကျွန်တော်လက်ရှိမှာ Kai Sidu နဲ့ Enzo Fernandez ကလွင်ဒါဘောလုံးကိုလွှတ်ပေးလိုက်တာတို့ဘောလုံးကိုလွှတ်ချပလိုက်တာတို့အဲ့ဒီ moment တွေမှာချက်စီအစ်တင် ချက်စီးတင်ဘာဖြစ်ချင်နေတာလဲကွာဆိုတဲ့ movement တွေကျွန်တော်တွေ့ရမယ်တဲ့မှာပါတယ်ပြီးတော့တစ်ဖက်မှာနီးပြတစ်ဖက်ကလည်းကျွန်တော်တို့ Fabian Hazard နဲ့သူ့အတင်းဘာဖြစ်နေလဲသူ့အတင်းဘာဖြစ်နိုင်လဲဆိုတော့သူကောင်းကောင်းကြီးတွတ်ထားတာနေရာမှာရှိတယ်တစ်ဖက်က Anzo Morales ကနေအတွက်ချက်မှားတဲ့ပုံစံမျိုးမှာ Fabian Hazard ကတွတ်ချက်မှုမှန်ကန်ခဲ့တယ်လို့ပြောလိုက်ရတယ်လက်ရှိဒါကျွန်တော်ဒီနောက်ပိုင်းပွဲစဉ်တွေမှာ Mitoma တက်ရောက်တာကျွန်တော်တို့ performance ကတော်တော်လေးအားနေလာခဲ့ပြီး Jared Wetter ဆိုတဲ့တော်တော်လေးကိုဒါကျွန်တော်ချလာခဲ့တယ်အဲ့တော့ဒီနောက်ပတ်သူ့အနေနဲ့ဒါတိသွားခဲ့တယ်သူ့အနေနဲ့ ငါ fresh leg ကိုဒီ queen ထဲမှာမြန်မြန်တန်ထည့်ပြီးတော့ဒါ web back ကိုတုံးခဲ့မယ်ဆိုရင်တော်တော်လေးကိုပြောင်းလဲသွားမယ်ဆိုတဲ့အကြောင်းအရာကိုသူကောင်းကြီးသဘောပေါက်ပါတယ်။အဲ့ဒီအကြောင်းအရာကဒီနေ့ပွဲဆိုမှာဒါအရှင်းဆုံးပဲ။ Danny web back ဝင်လာတာကလုံးဝ game ကို changes ဖြစ်သွားတဲ့အရာပဲ။ Danny web back နေတာကျွန်တော်ဝါရှိတယ်။သူ့အနေနဲ့သူ့ဘင်းအဓိကပေါ့ Danny web back ကအရင် fast speed ဖြစ်တဲ့တိုက်စစ်မှုမဟုတ်တော့ ဒန်နီဝက်ဘက်ရဲ့အခုလက်ရှိအားအသာဆုံးအချက်ကပါနောက်ဆုံးသွင်းကိုကြည့်ပြတတိယသွင်းကိုကြည့်မယ်ဆိုဒန်နီဝက်ဘက်သူဘယ်နားမှာဘလို့ရှိရမလဲသူကောင်းကောင်းကြီးနားလေတဲ့တိုက်စစ်မှုတယောက်ဖြစ်လာခဲ့တယ်ပြောချင်တာဗျာဒါကျွန်တော်တို့လက်ရှိမှာဟူသူ့အနေနဲ့အရင်ကသူ့ဟာသူအားနေတဲ့တိုက်စစ်မှုတယောက်လို့ပြောလို့ရပြီမယ်ဒန်နီဝက်ဘက်ဒီအသက်တယောက်လာနေတဲ့သူ့ရဲ့ experience သူကောင်းကောင်းကြီးအသုံးချနိုင်ခဲ့တယ်ချက်စီဘယ်နားဟာနေလဲဆိုသူနောက်ဆုံးမှုမဲ့နောက်ဆုံး process သူသုံးပြသွားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်ဗျာနော်နောက်ဆုံးမှုမဲ့သူ့အနေနဲ့ကျွန်တော် ng ကိုဒါချက်ပြီးအောင်ပွဲခံတဲ့ဒီကိုဝက်ဘက်တယောက်ကအကောင်းဆုံးခြေစွမ်းကိုပြသခဲ့တာကိုတွေ့ရမယ်ပြီးတော့ဒါလက်ရှိမှာဒီ နေ့ပွဲစမှာ game changer တွေကတော့ကျွန်တော်တစ်ဖက်က Fabian Hazard ရဲ့ကစားသမားတွေများခဲ့ပြီးတော့တစ်ဖက်ကတော့ကျွန်တော်တို့ Enzo Morales ကလည်းဒီနေ့ပွဲစမှာ cancel ပိုင်းကိုပဲဆွတ်ဆက်ပြီးမြင့်တင်ဖို့အတွက်လုပ်တယ်။အပြင်ကရှင်းပါရခုနပေါ်ပဲကျွန်တော်တို့ကစီအသင်းနေတာအကျော်ပေါ့မပေါ့အချိန်ပိုးတွေမှာကြီးပဲကိုဒါကျွန်တော်တို့ Chelsea ဘက်ကနေပြီးတော့ twin goal တွေပေးလိုက်ရတယ်။ဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်တို့ Chelsea ဘက်အကောင်ဆုံးဆိုဟိုဝက်ဘက်ကဒါကျွန်တော်ဒီနေ့ပွဲစမှာဒါဟို comeback တွေအကောင်ဆုံးပြန်ပြင်ဆင်တဲ့လူတရားပေါ့။အဲ့တော့ တစ်ဖက်ကအခုကပြောလို့ပဲတစ်ဖက်ကဂိုးသွင်းဖို့ရည်ရွယ်တဲ့ချိန်မှာဒါကျွန်တော်လက်ရှိအန်ဆိုမိုရက်စကာရဲ့အသင်းကဒါကျွန်တော်ဂိုးမပေးရဘူးအတွက်ပြန်ပြီးလှုပ်ဆောင်နေဒါကျွန်တော်တော်တော်လေးကိုနားလည်ရခက်တဲ့ရပဲခုနကပြောပဲကျွန်တော်မိနစ်80မှာပေါ့နော်အခုโอเคအဓိကတချို့ရပါကိုတိပြေဝန်းဝန်းဖြစ်သွားမှာဂိုးမပေးအောင်လှုပ်တော့မှာပဲဆိုတော့ဘရိုဒါ Chelsea လေးပြားသေးလားကျွန်တော်ပြောတာတခါကျရင် Chelsea ကျွန်တော်ဝင်နေတော့အန်ဆိုမိုရက်စကာကိုပြောတဲ့အချက်တခုလိုပဲတခါကျရင်အန်ဆိုမိုရက်စကာသူ့ကင်နေတဲ့အသင်းက Chelsea ဆိုတာကြီးကိုသူ့မိမိသွားတာကသူ့အတွက်အဆိုးဆုံးချက်ပဲ ချက်စီးဆိုတာဗျာဘာမဆိုလုတ်ရဲတယ်အေးပေါ့ဒါပေမဲ့ကတော့အေးပေါ့အဲ့လိုလည်းပြောလို့ရမယ်ကစားသမားတွေကိုယ်တိုင်ကလည်း quality အရအများကြီးလိုအပ်တဲ့အနေထားမှာရှိလာခဲ့ပြီအဲ့တော့ဘာပြောရမလဲတော့မသိဘူးပေါ့နော်ဒါကျွန်တော်ဒီဒီနေ့မှလည်းခုနကပေါ့ Liverpool ရောချက်စီးပွဲကြည့်ပြီးတော့ကိုရီးအသင်းကြီးကိုတော့ကျွန်တော်ရှေ့ဦးနိုင်စီကျင်တဲ့ကောင်တော့ underdog ကိုကိုရီးသဘောကျတယ်ဒါပေမဲ့ခုနကပေါ့လို့ပဲ လေဘဘူးဆိုလေခုနပေါ်ဆိုပဲဒီနေ့ပေါ်မှာရှုံးခဲ့တင်နေပေါ့ဒီနေ့ပေါ်မှာချက်စီနေမိနစ်90အတိုင်းတားရကြည့်မယ်ဆိုရင်100%ဒီပွဲစဉ်ဒီရလက်ကဖဲဖြစ်တယ်ဘာလို့ Brighton တင်းနေဒီပြမှန်ကန်နေဒါကစားသမားနိုင်လို့စိတ်ပူပြင်းထန်နေအဖက်ဖက်ကပူတာဒါပေမဲ့ကျွန်တော်ဒီနေ့ကဘာအားမရလဲချက်စီလိုအသင်းမျိုးကဒီလိုမျိုးအိမ်ဝင်းကြီးမှာဘာဖြစ်လို့ဒီလိုမျိုးတာကျွန်တော်တို့ ဟာကွာဆိုတဲ့လွတ်ချမှုပြောင်းပြောင်းဆိုတာတပြင်းချမှုပေါင်းများစွာနဲ့ဖြစ်နေတာကျွန်တော်လုံးဝနားမလဲဘူးဒါကိုကျွန်တော်နားမလဲအဲ့တော့နောက်ဆုံးပြောင်းခုနကပြောရှုံးသွားဗျာ at least တမလက်မထောင်ပြီးရှုံးသွားနိုင်တဲ့ moment တွေရှိချက်စီပြိတ္တတွေတိပါတယ်ကျွန်တော်ပါပြောနေမယ်အရင်တော့じゃကျွန်တော်တို့အသင်ချက်စီမော်ရီညိုတို့ဘာလို့ခင်မာလဲဒါမရှုံးတဲ့အသင်မှာမဟုတ်တာရှုံးတာပဲအဲ့ကျွန်တော်တို့ကျွန်တော်ဒါပါစပွန်သားပေါင်းတော့ဒါခုနကပြောလက်ရှိမှာကျွန်တော်ဟိုစပွားပွဲသွားကန်နေမှလို့ဒါကျွန်တော်တို့ ပစ္စည်းတွေတင်လိုက်လို့ကျွန်တော် Osmo နဲ့ကျွန်တော်မနိုင်ပါမမီတော့ဘူးတင်တာကျွန်တော်ကားရတာကျွန်တော်ရထားရတာကျွန်တော်စီမှာ6နာရီခွဲမှဆိုတော့ကျွန်တော်နောက်ထပ်တနာရီလောက်ကြာအောင်မှဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ AC မှာပဲတော့ရမှာဆိုတော့ဒါကျွန်တော် AC ဗီဒီယိုရိုက်နေတာပေါ့အဲ့တော့ မြေတို့ပဲစူးစီကောင်မူဒီနေ့ပွဲစဉ်ကတော့အပြေကရှင်းပါတယ်ဒါချက်စီတင်းနဲ့ချက်စီမပီသားခဲ့တာရအများကြီးအများကြီးရှိတယ်တကယ်လို့ဘာဒီမန်းမသိတဲ့ပုံပဲကြာဒါပေမဲ့ခုနကဘရိုက်တန်တင်းနေနဲ့ရှေ့ကတော့တောင်ဟော့စပန်နဲ့ပွဲစဉ်ကမှားခဲ့တဲ့အမှောက်သူလုံးဝပြောင်းပြန်တယ်ခုနကမိနစ်60လုံးစားလောက်မှုအပြည့်နဲ့ဒီနေ့ပွဲစဉ်မှာသူယင်ဆိုင်ခဲ့ပြီးဒီနေ့ပွဲစဉ်မှာဂိုးပြပွဲစဉ်တစ်ခုလောက်ကခဲ့တယ်ဖေဘီယန်ဟော့စလာရဲ့အသင်းကတဖြည်းဖြည်းရုပ်လုံးပန်ပေါ်လာခဲ့ပြီးသူတို့ရဲ့ attacking အသင်းကိုတဖြည်းဖြည်းပြန်တွေ့လာခဲ့ရတယ်ဒီနေ့ပွဲစဉ်မှာအားလုံးရဲ့ဒါ momentum changes ကရှာလူပြရဲ့အနီကပ်ပုံနော်အဲခုနကအဲအနီကပ်ကကျွန်တော်မနေ့ကျွန်တော်မပေးသင့်ဘူးမြင်ခင်ဗျားနဲ့ကျွန်တော်လည်းအမြဲတမ်းကျွန်တော်အမေမပေးသင့်ဘူးမြင် ဲ့ဂိုးစကောရင်းအော်ပော်တူနီတွေဆိုပေမဲ့ဒါကျွန်တော်ပါပူဂိုမက်စ်ဒါကျွန်တော်တို့လှည့်ချတာကြီးကတိတိတသာပါဗျာကျွန်တော်ပါစနေပေါ့နော်ပါပူဂိုမက်စ်ကြီးလည်းလှည့်ချတာကြီးကတိတိတသာပဲကျွန်တော်အနေနဲ့အဲ့ဒီလုံးကြီးရတာမပေးသင့်ဘူးလို့မြင်နေကွင်းလယ်တိုင်ရဲ့ပထမအဆုံးဆုံးဖြတ်ချက်ကမှတ်နေဒါပေမဲ့ဒါ VAR ကဟိုတာပေါ့လို့ပဲ တခါကျရင်လေဗျာနားမလဲပါဘူးလေရှိမှဒိုင်းဒီကလည်းဘာတွေလုပ်နေမှန်းမသိဘူးအဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့လူစားမှန်ကန်မှုဒါကျွန်တော်နိုင်လူစိတ်ပြင်ထန်မှုဒိုင်းဒီရဲ့ဒါဖေဗာမပေးမှုတွေကလည်းအများကြီးအများကြီးပွဲတွေရဲ့အချိန်တွေကိုပြောင်းသွားခဲ့တယ်လို့မြင်တယ်။ဒီနေ့ပွဲမှာချက်စီပိတ်သက်တွေကတော့ကျွန်တော်တော်တော်လေးကိုစိတ်ပြတ်စရာဖြစ်ပြီးတဖြည်းဖြည်းနဲ့တေးပယ်မှာလည်းဒါကျွန်တော်တိုးတယ်မလို့အပင်းနဲ့6မှတ်တတီယော့သွားခဲ့ပြီဖြစ်တယ်နှစ်ပွဲစဉ်ကိုအဲ့တော့ ချက်စီဒီကနေကျွန်တော်တို့ဒါဘယ်ကိုဆက်သွားမလဲဆိုတော့မေကိုမပြောခင်လာမယ့်အပတ်မှာချက်စီအသင်းနေနဲ့လီဗာပူးနဲ့သူတို့တွေ့ကြမယ်ပရီးမီးယားနဲ့ဂျာတယ်မှာဒါကျွန်တော်တို့ချန်ချန်ပီယံလိဂ်ကမ်းမထင်တော့လီဗာပူးက no တချက်စီချန်ပီယံလိဂ်ရောက်တယ်ဒါဘန်ဖီကာနဲ့သူတို့အိမ်ကွင်းဆိုအဲ့လောက်တော့မချတော့ဘယ်ချက်စီအသင်းနဲ့ခုလက်ရှိမှာအိမ်ကွင်း၃ပွဲဆက်လာမသိသူတို့ကဟုတ်တယ်ဒါဖီချာကြည့်လာအောင်ဟုတ်တယ်ချက်စီကအိမ်ကွင်း၃ပွဲဆက်ဒါကျွန်တော်လက်ရှိမှာဒါကျွန်တော် Brighton ဒါကျွန်တော်လက်ရှိမှာ Benfica ပြီးရင်တော့ Liverpool တို့နဲ့တွေ့ဆုံပါပြီပါလောက်ပါပဲအားလုံးမကြိုတူပါနဲ့ကောင်းမွန်တော့ အာဒီဒီနေဖြစ်ပါဆုံးမောင်တောင်းပြီးနေကြောက်တော့ကုန်ပြပါအောင်အများလည်းကလေးဖုန်းမပေးကြပါနဲ့ဗျမြန်မြန်ကလစ်မှမြန်မြန်နေဖြစ်ပါအားလုံးမကြည့်တူမှကြောက်တော့ကုန်ပြပါအောင်ပေးပါဗျ